မင်္ဂလာပါဒီနေ့ကတော့လီဘောလုံးသမိုင်းတဲကတကယ်ကိုအထင်ကဲအခိုက်တန့်တစ်ခုရဲ့25နှစ်ပြည့်နေပဲဖြစ်ပါတယ်ဟုတ်တယ်မင်္ဂလာပါ25နှစ်တောင်ရှိပြီနော်ဟုတ်တယ်နှစ်ထောင်ပြည့်နေအောက်တိုဘာ1ရက်နေ့ကပေါ့ဟိုတုန်းကဟိုက်ဘရီကွင်းမှာလီအာဆင်နယ်နဲ့မန်ချက်စတာယူနိုက်တက်ပွဲစဉ်အဲ့မှာတီယာရီအွန်ရီတွင်းသွားတဲ့ဂိုးတူကိုအာအဲ့ဒီဂိုးမမီတာပေါ့တကယ်ကိုမယုံနိုင်စရာပဲအခုထိတောင်အဲ့ဒီဂိုးကပြောစရာဖြစ်နေတော့ ဲ့ဒါပေါ့ဆိုတော့အဲ့ဒီကိုကဘာလို့ဒီတော့တောင်အမတ်တရဖြစ်နေရတာလဲအိမ်တော်ကွဲကအเจ้าနေအချီနေဒီအဲ့ဒါတွေကိုဒီနေ့ကျမတို့နည်းနည်းအသေးစိတ်ပြန်ကြည့်ကြမယ်ကောင်းပါတယ်အဓိကတော့ arsenal.com မှာအဲ့ဒီကို25နှစ်ပြည့်အတွက်ရေးထားတဲ့စောင်းမလေးရှိတယ်အဲ့ဒါတွေကိုခြေခံပြီးတော့ဆွေးနွေးတွေ့ကြတာပေါ့ဟုတ်ကဲ့ဒါဆိုအဲ့ဒီစောင်းမမှာဘာတွေဖော်ပြထားလဲအဲ့ဒီကိုရဲ့နောက်ခံအချီနေတွေကအဆက်လက်ရအောင်လားရပါတယ်အဲ့ဒီအချင်းကိုပြန်ကြည့်ရင် onrika အာစနယ်ရောက်တာဒုတိယရာသီပေါ့ပထမရာသီ1999 2000မှာတောင်ပံကရင်ရှီတန်းပြောင်းကစားသည့်25ကိုတွင်ထားတာဟုတ်တယ်တွေ့ရရှင်းကတော့ပြောစရာမလိုဒါပေမဲ့အဲ့ဒီမှန်ယူနေပွေးမတိုင်ခင်မှာသူကဂိုးပေါက်နဲ့နည်းနည်းအဆက်ပြတ်နေတယ်ဟုတ်တယ်မလားမှန်ပါတယ်တလနီမလောက်ကိုဂိုးမတွင်နိုင်တာသူ့နောက်ဆုံးကိုကစက်တင်ဘာ6ရက်နေ့က Chelsea နဲ့ပွဲမှာနှစ်နှစ်သေးကြတဲ့ပွဲ Hmm. တိုက်စစ်မှုတရားတို့တော့အဲ့ဒါစိတ်ဖိစီးစရာပဲလေ။တလားလောက်ဂိုးမသွင်းရဘူးဆိုတာ။အဲ့ဒါပေါ့။အထူးတဖြစ်ထိတ်တန့်အသေးမှကစားနေတဲ့သူဆိုတော့လေ။အဲ့ဒီချိန်မန်ယူရဲ့အနေထားကလည်းမခေဘူး။ဟုတ်။မန်ယူကအဲ့ဒီယာဒီအစားမှရှုံးပွဲကိုမရှိသေးဘူး။သူတို့ကပရီးမီးယားလိဂ်ဖလား၃ချိန်ဆက်ယူဖို့ချီတက်နေတဲ့ချိန်။တကယ်အဆင်ကောင်းနေတဲ့အချိန်ပေါ့နော်။ပြီးတော့အသင်းအသင်းကအဲ့ဒီခေတ်မှာပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပဲ။လွန်ခဲ့တဲ့၃ရာသီလုံးသူတို့နဲ့အသင်းပဲစင်တင်းနဲ့နစ်လူနေကြတာ။ဆိုတော့ဒီပွဲက တကယ်ကို top of the table crash လို့ပြောလို့ရတယ်ဂုံတိခါအရရော အမတ်ပေးစရာအရရော အရေးကြီးနေတယ်အဲ့လိုပွဲမျိုးမှာအတ ିକ တိုက်စစ်မှုကဂိုးဘော့ပြောင်းနေလို့အာဆင်နယ်ဘက်မှာ PR ရှိနေလို့ပြီတိကျတော့ဗော။ Onri လို့ကစားသမားမျိုးအတွက်အဲ့ဒီ PR ကိုကြော်လွားဖို့ကအရေးကြီးတယ်။အတူတူဖြင့် Man U လို့ပြိုင်ပွဲမျိုးနဲ့တွေ့ရထားဗော။ကစားသမားကောင်းဆိုတာအဲ့လိုအရေးကြီးပွဲမှာပေါ်လာတတ်တယ်ဆိုတာမျိုးဗော။ကဲဒါဆိုအဲ့ဒီပွဲကမော်ဆန်နဲ့အထိုင်အတန်စီရောက်ပြီ ပွဲကတကယ်ပဲတင်းတင်းမာမာနဲ့စတယ်ပထမပိုင်းမိနစ်30လောက်အထိဂိုးမရှိသေးဘူးဟုတ်တယ်အဲ့ဒီမှာဒေးဗစ်ဘက်ခန်ကလွန်ဘတ်ကိုဖောက်လို့လိုက်တယ်အာဆင်နယ်ပြန်ပေါ်ရတယ်ကွင်းတဝဲလောက်ကနေဂျိုခရီမန်ဒီကဘောလုံးကိုပင်နယ်တီအေရီယာအဆက်နာလေးမှာဂိုးပေါက်ကိုကြောပြီးထားတဲ့အွန်ရီစီပို့လိုက်တယ်အဲ့ချီတော့ဘာမှထူချာချာမဟုတ်သေးဘူးလေအဲ့ဒီနောက်ပိုင်း second ပိုင်းလေးရဲ့အတွင်းမှာဖြစ်သွားတာကမှတကယ်ကိုအမခံပဲဘောလုံးကသူ့စီလာနေတော့ မြေကြီးပေါ်တောင်မကြသေးဘူးညာချင်တဲ့တစ်ချက်အပေါ်ကိုချစ်တင်လိုက်တယ်။အင်းပြီးတော့ရောပြီးတာနဲ့ချက်ချင်းမဲ့လေထဲမှာသူ့ကိုယ်ကိုတဖက်လဲပြီးအဲ့ဒီညော့တက်နေတဲ့ဘောလုံးကိုညာချင်နဲ့ပဲ volley ကန်ထည့်လိုက်တာတကယ် flick and volley ပေါ့ဘောလုံးကဘလို့ဝင်သွားလဲဘောလုံးကလေသူ့ရဲ့ပြင်တစ်အတင်းဖို့ကိုသမား Fabian Bardes လက်လန်းလို့လုံးဝမမီနိုင်တဲ့အမြင့်ကလေကိုယ်စင်းပြီးတော့ကိုတိုင်ညာဘက်အတွင်းတောင်းတဲ့ကိုတန်းဝင်သွားတာလှလွန်းလို့ မြင်ရောင်နေတော့မယ်။အော်ရီရဲ့အင်ဂျီချွတ်ပြီးအယံခုန်တန်းဘက်ကိုပြေးပြီးအောင်ပွဲခန့်တာ။ဟိုက်ဘယ်ရီကွင်းကြီးလည်းပောက်ကွဲထွက်သွားတာပဲ။အိတ်တကိုတဲ့နဲ့အာဆနယ်1-0နဲ့နိုင်သွားတာ။အဲဒီတော့ကမန်ယူနီပြည့်ကြီးဆာအလက်စ်ဖော်ဂါဆန်တောင်ပွဲပြီးတော့ပြောသွားသေးတယ်။ဒီလိုဂိုးမျိုးကတော့ပါမလို့လို့မရဘူးဗျာကျွန်တော်မယုံနိုင်တော့အောင်ပဲဆိုပြီးတော့အဲ့ဒီကိုလုံကအရာမြင်မာတဲ့ technique body balance နဲ့ awareness လို့ရယ်ဆိုလိုတာကအဆင့်တီအများကြီးကိုတပြိုင်တည်းလုံထွားတာပေါ့အဲ့ဒါပေါ့ ပုံမှန်ဆိုဘောလုံးကိုရင်ထိုင်မယ်ပြီးမှလဲ့မယ်ဒီမှကတ်မှုအချိန်မယ်လေသူကအဲ့ဒါတွေကိုတစ်ဆက်တည်းတစ်ချက်တည်းနဲ့လှုပ်ပြလာတာတတိထွင်ဖန်တီးမှုပဲ spontaneous genius လို့ပြောအောင်လားပဲအဲ့ဒီအချိန်ကအာဆင်နယ်နီးပြအာဆင်ဝင်ဂါရဲ့မချက်လေးလဲစိတ်ဝင်စားဖို့ကောင်းနေသူကပြောတယ်ဂိုးတွေတွန်းလို့မရပဲဖြစ်နေတဲ့အခါမျိုးမှာလေတခါလေနင်းနေလေအယံကတော့ဆန်နာမျိုးလှုပ်ကြည့်ဖို့လိုအပ်တတ်တယ်ဟွန်းအယံကတော့ပေါ့ဟုတ် ိတ်စင်းစားမနေဘဲနဲ့ကိုယ့်ရဲ့ဗီဇာအတိုင်းလှုပ်ချလိုက်ဖို့လိုတာမျိုးလို့ဝင်းကာကဆိုတယ်။ပြီးတော့တရားတွေကဒီကိုသွင်းပြီးမှပဲပိုလွတ်လပ်သွားတယ်။သူ့ပခုံးပေါ်ကဝင်ထွန်းဝင်ပိုးကြီးကျသွားလို့ပဲတဲ့။မှန်တယ်။တခါလေတိတ်ပြီးတွေးနေချိန်နေတာထက်ဆိုင်ရင် instant အတိုင်းတွန်းလိုက်တာကပိုကောင်းတဲ့ရလက်ထက်တဲ့တဲ့။ဒါမဲ့အဲ့ဒီ instant ဆိုတာကလည်းသူ့ရဲ့နှစ်ပေါင်းများစွာလေ့ကျင့်ထားတဲ့ skill ပေါ်မှာအခြေခံတာ ው ဟုတ်ပဲဆိုတော့ဒါကလုံးဝကန်ကောင်းလို့ဝင်သွားတာမျိုးတော့မဟုတ်ဘူးပေါ့ လုံးဝမဟုတ်ဘူး။ဒါကိုအွန်ရီကိုတိုင်ကလည်းနဖောင်းနဆယ်မှာ Sky Sports နဲ့ interview မှာပြောထားတာရှိတယ်။သူကဒီကိုကလုံးဝကန်ကောင်းတာမဟုတ်ဘူးတဲ့။သူဘလို့ရှင်းပြလဲ။သူကပြောတယ်ကျွန်တော်ကအမေရန်တစ်ခုကိုစ조사ကြည့်တတ်တဲ့သူ။အောင်မြင်ခြင်းမှအောင်မြင်မယ်။မအောင်မြင်လူတွေကပြောမှာပဲ။ဒါမှမဟုတ်ကျွန်တော် style ပဲ။လေ့ကျင့်ရုံမှာ D-tech ခက်တာတွေလုပ်ခဲ့လို့ပွဲထဲမှာလုံးရဲတာတဲ့။သူ့ရဲ့ mindset ကတကယ်ကို confident ဖြစ်တယ်နော်။ဟုတ်တယ်။ပြီးတော့ အဲ့ဒီကိုရဲ့ technique အသေးစိတ်ကိုသူရှင်းပြတာကပိုစိတ်ဝင်စားဖို့ကောင်းတယ်။သူကအဲ့ဒီချိန်မှာနောက်ခံလူ Dennis အာဝင်ရဲ့အကွယ်မှာကိုကိုကိုထားထားတယ်တဲ့။အော်ဘာလို့လဲ။အဲ့ဒါကနောက်ခံလူကို confuse ဖြစ်အောင်လုပ်တာတဲ့။လူကြွံပေါ်အနေထားလို့လို့ဘာလို့လုံးနေဆိုတော့နောက်ခံလူကသူ့ဘယ်ဘက်ကထွက်လာမယ်ညာဘက်ကထွက်လာမယ်မသိဘူး။သူမြင်တဲ့ချိန်မှာနောက်ကျသွားပြီဆိုတာမျိုးပေါ့။အော်အဲ့ဒါကသူ့ရဲ့ intelligent movement ပေါ့။ဟုတ်တယ်။ပြီးတော့ ကန်လိုက်တဲ့အပိုင်းကြတော့သူကပြောတယ်ဘောလုံးကိုမြောက်တင်လိုက်တဲ့အချိန်မှာဘောလုံးကသူ့စီကနည်းနည်းလေးဝေးသွားတယ်တဲ့အဲ့ဒီမှာအရှိန်နဲ့ကန်ရင်အပြင်ထွက်တော့မှတီးလို့อืมအသားလေးပင့်တင်တဲ့ပုံစံနဲ့ကန်လိုက်တာတဲ့ဒါမှကိုသမားလက်ကျော်ပြီးဝင်မယ်ဆိုတော့သူတီးလို့တဲ့အငုပ်ဖို့ကောင်းလိုက်တာအဲ့ဒီ second by လေးအတွင်းမှာဒါတွေအကုန်လုံးတူခေါင်းထဲမှာတွက်ချက်ပြီးသားဖြစ်နေတာပေါ့တဘောဒါထိတ်တန့်ကစားသမားတယောက်ရဲ့အရေးသွေးပဲဘောလုံးအနေထားကို position Godama position နောက်ခံလူဘလို့ကံရင်ကောင်းမလဲအားလုံးကိုချက်ချင်းဆုံးဖြတ်ပြီး execute လုပ်နိုင်တာသူကတို့ပိုလူတွေရဲ့အမြင်တချို့ကိုလည်းပြောလွှားနေတယ်နော်မောက်မာတယ်တို့ဘဝင်မြင့်နေတို့ထင်ကြတဲ့အပေါ်မှာလေဟုတ်တယ်သူကအဲ့ဒါမောက်မာတာမဟုတ်ဘူးကိုကိုကိုယုံကြည်မှုရှိတာပါလေသူကိုသွင်းနိုင်တယ်ဆိုတာသူသိတယ်လေပြီးတော့နောက်တစ်ချက်သူပြောတာကျွန်မသဘောကျတယ်ဘွေးကြီးပရိသတ်ကိုဖျော်ဖြေဖို့လိုတယ် တခုခုထူးထူးခြားခြားစူးစမ်းကြည့်ရမယ်ဆိုတာလीအဲ့ဒါတစ်ကောင်းတဲ့အချက်ပဲသူအတွက်ဘောလုံးကစားတာကအနိုင်ရဖို့အပြင်ဖြောဖြီးရဲ့အပိုင်းလဲပါတယ် entertainment value ပေါ့ပြီးတော့သူကဆက်ပြောသေးတယ်ကန်ကောင်းစွာနဲ့အဲ့ဒီနေ့ကအောင်မြင်သွားတယ်အရေးကြီးလုံးခါဒါဟာ Manchester United နဲ့ပွဲမှာဖြစ်ထည့်လို့ပဲတယ်အဲ့ဒီအချက်ကအတီးကပဲဟုတ်တယ်သူနောက်ဆုံးပိတ်ထိုင်လိုက်တာကကျွန်တော်မြဲပြောတယ်ဒီကိုးတဲ့နီးစနစ်ပိုင်းကပိုခတ်တဲ့ဂိုးတွေတွင်းဖူးပါတယ် ဒါပေမဲ့အဲ့ဒီဂိုးတွေက Manchester United နဲ့ပွဲမှာသွင်းခဲ့တာမဟုတ်ဘူးတဲ့ဒါကဘောလုံးမှာ context is king ဆိုတော့ပြတာပဲဘလောက်ပိုခတ်ခတ်တာမန်ပွဲကဂိုးထဆာရင် Man U လို့အဓိကပြိုင်ပန်းနဲ့အကျင့်အနဲ့ပွဲမှာသွင်းလိုက်တဲ့ဒီလို spectacular goal ကပိုပြီးအမတ်ရဖြစ်စေတယ်ပိုပြီးတန်ဖိုးရှိစေတယ်ကဲဒါဆိုဒီ goal ရဲ့ knock ဆက်တွေအချိုးတက်ရောက်မှုခရက်ရက်ခတ်မှုတွေကိုဆက်ပြီးဆွေးနွေးကြည့်အောင်သူ့တွေ့ရောအသင်းတွေ့ရောပေါ့သူ့တွေ့ကတော့ရှင်းပါတယ် အဲ့ဒီကိုပြောင်းနေတဲ့ကာလကိုတစ်ချက်တည်းနဲ့အဆုံးတပစ်လိုက်တာပဲဟုတ်တယ်နော်သူရဲ့ confidence ကိုပြန်ပြီး boost လုပ်ပေးလိုက်တယ်လို့ပဲအတိအကျပဲအဲ့ဒီကိုတွင်းပြီးနောက်၄ပွဲဆက်တိုက်မှာ၄ကိုပြန်တွင်းတယ်ဆိုတော့ကိုတွင်းဆက်ပြန်နိုးလာတယ်လို့ပဲအဲ့ဒီရာဒီကိုလည်းသူပြန်ွဲဆုံး၂၂ကိုနဲ့အတင်းရဲ့ဂိုးများဆုံးတွင်းသူဖြစ်ခဲ့တယ်อืมသူတွေတကယ်ကိုအလဲပြောင်းဖြစ်စေခဲ့ဂိုးလို့ပြောရမယ် နောက်ပိုင်းအာဆနယ်ရဲ့ဂန်တဝင်းဂိုးမျိုးစုံတွင်းသူဖြစ်လာမယ်ခီလန်အတွက်အရေးပါတဲ့ခြေလန်းတစ်ခုပေါ့အတင်းအတွက်ကြည့်ပြန်တော့လေအဲ့ဒီအချိန်က Champion လူဖတ် Man U ကိုအိတ်ကွဲမှာအနိုင်ရလိုက်တာကစိတ်တပိုင်းဆိုင်ရာအရာကြီးအတက်စေတယ်အထူးသဖြင့်ဒီလိုအမတ်တရားဖြစ်စင်မဲ့ဂိုးမျိုးနဲ့နိုင်လိုက်တာကပိုပြီးတော့အတင်းရဲ့ moral ကို မြင့်တင်ပေးနိုင်တယ်ဆိုဒီဂိုးက Ori ရဲ့တကူတော်စွမ်းဆောင်ရည်တက်တက်ဆိုတာထက် အဲ့ဒီခစ်အာဆနယ်မန်ယူပြိုင်ဆိုင်မှုရဲ့ပြင်းထန်ရဲ့တရုတ်တကန်ပရီးမီးယားလီဂ်ရဲ့အရေးအတွေးပြီးတော့တူးချင်းထက်မြက်မှုက ပွဲဖြေကိုဘလို့ပြောင်းနိုင်လဲဆိုတာတွေပြန်ရုပ်တစ်ခုကိုဖြစ်သွားတယ်ပေါ့နော်လုံးဝဟုတ်ပါတယ်ဒီဂိုးထဲမှာအဲ့ဒီခစ်ဘောလုံးရဲ့အရာဒါအကုန်ပါပါတယ် technique creativity rivalry pressure magic moment အလုံးပါပါတယ်ဒါကြောင့်လဲ25နှစ်ကြာတဲ့အထိလူတွေပြောနေကြတော့ပဲ တောင်းပါပြီဒါဆိုရင်ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်အနေနဲ့ပြန်ကြည့်အောင်အဓိကကတော့လွန်ခဲ့တဲ့25နှစ်က TRE Honorary ရဲ့ Main Unit ပွဲကအင့်ခွဲကိုအကြောင်းပေါ့ဟုတ်ကဲ့အဲ့ဒီကိုရဲ့နောက်ခံအခြေအနေ Honorary ရဲ့ခိုးပေါက်ပျောက်ဆုံးမှု ပွဲရဲ့ရေးပါပုံကိုသွင်းပုံရဲ့ကျွမ်းကျင်မှုနဲ့တီထွင်းဖန်တီးမှု Honorary ကိုငိုင်ရဲ့အမြင်နဲ့ယုံကြည်ချက်ပြီးတော့ဒီကိုရဲ့နောက်ဆက်တွဲအယုတ်တရောက်မှုတွေပေါ့ ဒီကိုကသူ့ရဲ့ကျွမ်းကျင်မှုပြိုင်ဘက်ကမန်ယူဖြစ်နေမှုပွဲရဲ့အခြေအနေနဲ့ honorary ရဲ့ထူးခြားတဲ့ style တွေပေါင်းဆက်ပြီးတော့နှစ်ပေါင်း25နှစ်ကြာလဲမေ့မရနိုင်တဲ့ဂိုးတကွေဖြစ်နေသေးပဲဆိုတော့ကျမတို့တွေ့ရရပါတယ်အချုပ်ပြောရရင်တော့ဒါဟာ honorary ရဲ့ signature ဂိုးတွေထဲကတကိုးပဲသူ့ရဲ့အကောင်ဆုံးအရေးသွေးတွေကိုဖော်ပြနေတယ်အရေးကြီးဆုံးအချိန်မှာချဲ့လို့ပြနိုင်တယ်သူ့ရဲ့ရည်ချင်းကိုပြသွားတာဟုတ်ကဲ့ဒီဆွေးနွေးမှုကိုအဆုံးသတ်ခါနီးမှာစဉ်းစားစရာလေးတခုခြံထားခဲ့ခြင်းပါတယ် အွန်ရီရဲ့တခုခုစူးစမ်းကြည့်ရမယ်ဆိုတဲ့စိတ်တက်ပြိတက်ကိုဖြောဖြဲရမယ်ဆိုတဲ့အမြင်ဝင်ကားရဲ့တခါတလေအရန်ကတော့လူကြည့်ဖို့လိုတယ်ဆိုတဲ့စကားတွေကိုပြန်တွေးကြည့်ရင်လေအမြင့်အဆုံးအဆင့်ပြိုင်ဆိုင်မှုတွေမှာစနစ်တကျကြိုတင်ပြင်ဆင်မှုနီးဖြူဟာရီနဲ့ရုတ်တရက်ပေါ်လာတဲ့တူးချင်းထက်မြက်မှုဒါမှမဟုတ်စီစဉ်မထားတဲ့စုံစားမှုတွေကြားတာဟန်ချက်ကဘလောက်အရေးကြီးတယ်လဲကောင်းတယ်မေကွန်းပဲစနစ်တွေ plan တွေလုံးမဖြစ်တော့တဲ့အခြေမျိုးမှာပေါ့ဟုတ်တယ် အဲ့ဒီလိုအခြေအနေမျိုးမှာ onry လိုမျိုးထင်မှတ်မထားတဲ့နက်နက်အယံကားရောဆန်တဲ့လူရက်တစ်ခု spontaneous brilliance တစ်ခုကပဲအောင်မြင်မှုရဲ့တော်ချက်ဖြစ်လာနိုင်မလားဒါကဘိုးလုံးမှာတော့ဘဝမှာပါဆက်ပြီးတွေးကြည့်လို့ရတဲ့အချက်လေးတစ်ခုလို့ထင်ပါတယ်တကယ်ပဲစဉ်းစားစရာအချက်ကောင်းတစ်ခုပါပဲ။